တိုင်းနိုင်ငံများ အတွက်ဆူတောင်းခြင်းအိုမန်နိုင်ငံအတွက်ဆူတောင်းပါဟောရှိအနာဂတ်တိကျမ်းအခန်းကြီး6အငယ်1မှ3လာကြထာဝရဘုရားထံတော်သို့ပြန်ကြကုန်အံကိုရောဒီကိုက်ဖြတ်တော်လဲဘဂတိဖြစ်စေတော်မူမည်ဒါခတ်တော်လဲအနာကိုစီးတော်မူမည် နှစ်ရက်လွန်ပြီးမှငါတို့ကိုအသက်ရှင်စေ၍သုံးရက်မြောက်သောနေ့၌ထမြောက်စေတော်မူသဖြင့်အထံတော်၌ငါတို့သည်အသက်ရှင်ကြလိမ့်မည်။ပညာကိုလည်းရကြလိမ့်မည်။ထာဝရဘုရားကိုတည်ခြင်းကလိုက်ရှာကြလိမ့်မည်။ထွက်တော်မူခြင်းသည်နနဲ့ကဲ့သို့ဖြစ်လိမ့်မည်။ရွာသောမိုးနှင့်မြေအပေါ်သို့ရွာသောနောက်မိုးကဲ့သို့ တက်ရောက်တော်မူလိမ့်မည်အာမင်ဆုတောင်းကြပါစို့ချစ်ချင်းမြတ်တာတော်ရှင်အဖထာဝရဗျာနာမတော်ကိုချီးမွမ်းလေတိုးဝင်ချင်ကကြပါ၏အကျွန်ုပ်တို့သည်အိုမန်နိုင်ငံနှင့်ထိုနိုင်ငံ၌နေထိုင်ကြသောပြည်သူပြည်သားများအတွေ့ကိုစားပြုလျက်အတနာတော်ခံကြပါ ထိုနိုင်ငံ၏အပြည့်ရှိသမျှကိုခွင့်လွှတ်ပေးပါရန်ဝင်ချတောင်းပန်ကြပါ၏။အိုမန်နိုင်ငံ၌ကိုရော၏ဝိညာဉ်တော်အားဖြင့်ဘုံကြီးသောတကူးတော်ဖြင့်ပြန်လေတိဆောက်သောကောင်းကြီးမင်္ဂလာများနိုင်ငံအတွင်းတက်ရောက်ရန်မဆာတော်မူပါဧဝံဂေလိတရားသည်နိုင်ငံတွင်노ထမှု၏နမိတ်လက္ခဏာဖြင့် အံ့ွယ်သောအမှုများနှင့်နှံ့ပြရန်ဘုံတော်ထင်ရှားခြင်းအတွက်ဆုတောင်းကြပါ၏အစိုးရသည်ဖျားသခင်၏ဗျာဒိတ်ဖွင့်ပြချက်များကိုလက်ခံရရှိပြီးပြက်သားစွာလှုပ်ဆောင်နိုင်ရန်အဖဖျားဉာဏ်ပညာနှင့်ရှင်းလင်းစွာသိမြင်စေရန်ဝိညာဉ်မျက်စိနှင့်ဝိညာဉ်နာကိုဖွင့်ပေးတော်မူပါ ထိုနိုင်ငံ၌ပရောဖက်ပြုခြင်းဆိုင်ရာသာသနာလုပ်ငန်းကိုဆောင်ရွက်သောသာသနာပြုအမှုတော်ဆောင်များနှင့်၎င်းတို့၏နိုင်ငံများ၌ဘေးဥပတ်အနောက်ရှက်ကင်းစွာသာသနာတိုးတက်ပြန့်နှံ့စေရန်အတွက်အကျွန်ုပ်တို့သည်သခင်ယေရှုနာမ၌အိုမန်နိုင်ငံအတွက်ဆုတောင်းကြပါ၏အာမင်